မင်္ဂလာပါခင်ဗျာ Revolution Burma News Channel ကနေပြီးတော့စက်တဘာလ12ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်ရဲစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်ရရှိထားပြီးတော့စိုင်းတောင်တစ်ခုလုံးမှာရှိတဲ့စစ်ကောင်စီတပ်များထွက်ခွာခွင့်မရရှိစေရန်အတွက်တော်လိုက်တပ်များကပိတ်ဆို့ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စက်တင်ဘာလ17ရက်နေ့ညပိုင်းမှာဖားကံမြို့နယ်စိုင်းတောင်ရဲစခန်းကို KIA PDF အပါအဝင်တော်လိုက်တပ်များကသိမ်းပိုက်ရရှိထားတယ်ဆိုတဲ့လူလူရဲ့သတင်းပေးပို့ချက်ရရှိထားတယ်လို့သိရပါတယ်လက်ရှိမှာတော်လိုက်တပ်များကစိုင်းတောင်တစ်ခုလုံးကိုပိတ်ဆို့ထားတယ် ို့သိရပါတယ်အခုစိုင်းတောင်ရဲစခန်းကိုရပြီဆိုတဲ့လူလူသတင်းပေးချက်တော့ရရှိထားပါတယ်တာဝန်ရှိတဲ့သူတွေဘက်ကပြောလာတာတော့မရှိသေးပါဘူးအခုကစိုင်းတောင်တစ်ခုလုံးကိုကျွန်တော်တို့တော်လိုင်းအတက်တွေပိတ်ဆို့ထားပါတယ် Lucky Man Hotel မှာရှိနေတဲ့စစ်တပ်စစ်ကြောင်းတွေကတော့အဲ့ဒီအထဲမှာပဲရှိနေတော့မဲ့ထင်တယ်ရဲစခန်းဘက်ကိုသွားသလားတော့ထပ်ပြီးတော့ update လုပ်ပြီးမေးကြည့်ရမယ်လို့ KIA ရဲ့ပြောခွင့်ရဘုံမူးကြီးနော်ဘူးကပြောဆိုထားပါတယ်ကချင်ပြည်နယ်ဖားကံမြို့နယ်မှာစိုင်းတောင်ရဲစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်တဲ့အတွက် ဖားကန့်မျိုးနယ်တစ်ခုလုံးကိုတင်ပိုင်နိုင်ရန်အတွက်စစ်ကောင်စီရဲ့တပ်စခန်း6ခုသာကျန်ရှိတော့ပြီးတော့အဲ့ဒီစစ်ကောင်စီရဲ့တပ်စခန်း6ခုဟာကန်စီပြူဟာဂုံအောင်ပါလေတပ်စခန်းမစွတ်ရန်ထောင်တပ်စခန်းလဲပြင်းရမ်းချက်ဖားကန့်ပြူဟာဂုံနဲ့ဖားကန့်ရဲစခန်းတို့ကျန်ရှိနေသေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDA ကတင်ပိုက်ထားတဲ့လာရှုံမျိုးနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်တင်ပိုက်ရေးကစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဦးစားပေးစစ်ရေးယူမှန်းချက်ဖြစ်နေပြီးတော့ရန်တိုင်းမင်းစစ်စင်ရေးနဲ့လာရှုံမျိုးနဲ့ရမခတိုင်းစစ်ဌာနချုပ်ကိုပြန်လည်တိုက်ခိုက်တင်ပိုက်ရန်ရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။စက်တဘာလ၁ရက်နေ့ကစတင်ခဲ့တဲ့ရန်တိုင်းမင်းစစ်စင်ရေးဟာစစ်ကောင်စီကလက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမြေများအလုံးကို ပြန်လဲသိမ့်ပိုက်ရန်အတွက်ဥတီဆောင်ရွက်နေခြင်းဖြစ်ပြီးတော့ပထမဦးစားပေးပြန်လဲသိမ့်ပိုက်ရန်စူးစမ်းနေတဲ့နယ်မြေဟာလာရှုမြို့နယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ပင်ဖြစ်တယ်လို့သိရပါတယ်လာရှုနယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လဲသိမ့်ယူရန်အတွက်ထိုးစစ်ဆင်မဲ့စစ်ကြောင်းကြီးများကိုဦးစားပေးပြီးတော့အင်အားဖြည့်တင်းတွေကလေကြောင်းထိုးစစ်နဲ့ကြီးကြောင်းထိုးစစ်ကိုပူးတွဲဆစ်ဆင်ရေးလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရန်တိုင်းမင်းဆစ်ဆင်ရေးမှာဦးစားပေးပြန်သိမ့်ပိုက်ဖို့ကလာရှုနယ်ရမခဖြစ်ပါတယ်ရမခဆုံးရှုံးမှုကတပ်မတော်ရဲ့ဂုံတိတ်ခါကိုပြန်လဲဆယ်ယူဖို့ရမခနဲ့လာရှုကို ပထမဦးစားပေးအနေနဲ့ပြန်လည်ပြီးတော့တိမ့်ပိုက်ဖို့အတွက် တက်ချုပ်ကညွှန်ကြားထားပါတယ်လိုအပ်တဲ့စစ်ရင်အားကိုလည်းဗပောင်းဆောင်ကနေပြီးတော့ဖြည့်တင်းနေပါတယ်တက်ချုပ်ကိုယ်တိုင်ကလည်းလာရှုနဲ့ရမခပြန်ရမယ်လို့ယုံကြည်ထားပုံရပါတယ်လက်ရုံးတက်တွေနဲ့တပ်သားတွေကိုလည်းရှမ်းမြောက်ဘက်ကိုဦးစားပေးပြီးတော့ပို့ဆောင်နေတာလည်းရှိတယ်လို့နေပြီးတော့စစ်ဘက်သတင်းအရေးမြေကပြောဆိုထားပါတယ်လက်ရှိမှာစစ်ကောင်စီရဲ့လေကြောင်းထိုးစစ်ဆင်ရန်အတွက်လေရင်စီနဲ့လေရင်ပစ်လက်နက်ခဲယမ်းများကိုအိန္ဒိယနဲ့ဥဘက်ကစ္စတန်နိုင်ငံတွေကအဓိကတင်သွင်းနေပြီးတော့ လေရင်စီကိုလေချောင်းကုန်းချောင်းနဲ့ရေချောင်းတွေကနေပြီးတော့ပုံစံမျိုးစုံနဲ့ပြည်တွင်းကိုတင်သွင်းလျက်ရှိတယ်လို့သိရပါဗျ။ရန်တိုင်းမင်းစစ်စင်ရေးအရာလာရှုနဲ့အရှိမြောက်တိုင်းစစ်ထောင်နာချုပ်ကိုအခုနှစ်မကုန်မီအတွင်းမှာစစ်ကောင်စီကပြန်လည်သိမ့်ပိုက်ရန်ရည်ရွယ်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြည်မနာမြို့နယ်ဇေယသီရိမြို့နယ်တက်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာများအပါအဝင်နေရအများအပြားမှာရေအမြင့်အနည်းဆုံး6ပေကနေ9ပေအထိမြင့်တက်နေပြီးတော့ပြည်သူများပိတ်မိနေကရေစီးတန်တဲ့အတွက်ကယ်ဆယ်ရေးသမားများရောက်ရှိဖို့အတွက်ခက်ခဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ10ရက်နေ့ညနေပိုင်းကစတင်ပြီးတော့မိုးများအဆက်မပြတ်ရွာသွန်းလာရကနေပြီးတော့စက်တဘာလ17ရက်နေ့မှာမြေချောင်းများအလုံးရေများရှန်ကျလာတယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ရေကြီးမှုများစတင် ကြုံတွေ့လာရပြီးတော့စက်တင်ဘာလ17ရက်နေ့မှာတော့တက်ကုန်းမြို့နယ်အတွင်းကရွာများရုတ်တရက်ရေကြီးမှုများကြုံတွေ့ခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့စက်တင်ဘာလ17ရက်နေ့ညပိုင်းမှာပြည်မနာမြို့နယ်ဇေယသီရီမြို့နယ်နဲ့တက်ကုန်းမြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများမှာရုတ်တရက်ရေများမြင့်တက်လာပြီးတော့အနည်းဆုံး6ပေကနေ9ပေအထိမြင့်တက်လာတယ်လို့သိရပါဗျ။အခုသိထားရတာကတော့နေပြည်တော်ပြည်မနာမြို့အရှိတ်ချမ်းမှာရှိတဲ့ရွာတွေအလုံးနီးပါးရေမြုပ်သွားတယ်။ဘောကသီရီကာဝင်းဘေးနာက စင်သေးချောင်းရေကြီးတော့အဲ့ဒီနားမှာရှိတဲ့ဒရဝူးရွာတွေမှာဆိုရင်ရေက6ပေလောက်တက်လာပြီးတော့ရွာပါမြုပ်သွားတယ်ပြင်းမနာတကြားဆက်မြောက်ဘက်ညောင်မင်းကြီးရွာလေရေပေးအရန်ကိုစိုးနေတယ်ရေကအနေပိုင်းမှာကိုးပေလောက်တက်တယ်အခုတည်းကရေတွေပြန်မကြသေးဘူးထတ်တော့မတိုးတော့ဘူးနောက်ပြီးတော့ဇေယသီရီမြို့နယ်စီပင်ကြီးရွာအုပ်စုအတွင်းမှာလည်းရေတွေတက်နေတယ်တညာလုံးရေတွေတဟုန်တို့တက်လာတာ အခုမနေ့တော့တချို့နေရာတွေမှာရေကနည်းနည်းဤသွားပြီးတော့ဖတ်တော့မတိုးတော့ဘူးလို့နေပြီးတော့အခြေဆိုင်ပရိုက်တာဓမ္မတူကပြောကြားထားပါတယ်လက်တလောဇေယသီရီမြို့နယ်တက်ကုန်းမြို့နယ်တို့မှာနေရာအများပြရေမြုပ်နေပြီးတော့မနေ့ကနေပြီးတော့ဒီကနေ့မနေ့ပိုင်းအထိကိုရေပိဒုက္ခသည်များဟာရေမတက်တဲ့နေရာတွေမှာခိုကက်နေရတာ တရက်ကြော်ကြာထမင်းမဆရဘူးလို့သိရပါတယ်ကဲဆဲအိသမားများဟာလည်းရေစီးအလွန်တန်တဲ့အတွာရေပိဒုက္ခတဲ့များကိုကဲဆဲရန်အတွက်အလွန်ခက်ခဲနေတယ်လို့သိရပါတယ်နေပြည်တော်ပတ်ဝန်းကျင်ကရေကြီးတာမျိုးကအခုမှကြုံဘူးတာအရင်ကရေတက်ရင်ချောင်းသားကမ်းသားလောက်ပဲတက်တာအခုက ရေက ပြင်းမနာဇေယသီရိနဲ့တက်ကုန်ရွာတွေမှာအကုန်လုံးရေကြီးတဲ့ဒုက္ခဒဏ်တွေကိုခံစားနေရတယ်။အဓိကကတော့ရေစီးကတအားစီးနေတယ်။ စက်လေတောင်မှမော်တာကောင်းမှကယ်ဆယ်ရေးလုပ်လို့ရမှာလက်လော်လေးတွေနဲ့တုံးလို့မရဘူးအဲ့ဒါကြောင့်ကယ်ဆယ်ရေးတွေနေရာပေါင်းစုံကိုမရောက်နိုင်တာလို့နေတီတော်ကကယ်ဆယ်ရေးသမားတို့ကပြောဆိုထားပါတယ်လက်တလောနောက်ဆုံးရရှိထားတယ်မိုးများအဆက်မပြတ်ရွာသွန်းနေတဲ့အတွက်အထက်ပေါင်းလောင်းဆယ်မှာရေများအလွန်မြင့်တက်နေတယ်လို့သိရပါတယ်တကုံပုပ္ပတိရီမြို့နယ်ဥဒ္ဒရတိရီမြို့နယ်ပြိမနာမြို့နယ်ဇဘူတိရီမြို့နယ်အတွင်းမှာရှိတဲ့ချေးရွာများရေကြီးမဲ့ဒဏ်ကိုခံရပွဲရှိကြောင်းနေပြည်တော်ကကယ်ဆယ်ရေးသမားတို့ချို့ကပြောဆိုနေကြပါတယ် 他包是一个？十倍奖励的，二包了的。 ်အဝေးရာအထိကိုရေတွေများလာနိုင်တယ်အဝေးရာဆက်ကလည်းရေတကားဖွင့်ထားတယ်စေတေချောင်းငလိုက်ချောင်းသားကရွာတွေအကုန်လုံးရေတွေကြီးနိုင်တယ်မိုးကလည်းအဆက်မပြတ်ပဲရွာသွန်းနေတော့ပြည်သူတွေပြောင်းတာရွှေ့တာမြင်ရင်တော့အမြန်လောက်ရမယ်ထင်တယ်လို့နေပြည်တော်ကကဲဆေးရေးသမားကရှင်းပြထားပါဗျ။ပြည်မနာမျိုးနဲ့ပြည်မနာတကြားဆက်ဈေးကုန်ကြီးရွာဖုန်ကြီးကျောင်းမှာရေများမြင့်တက်လာတဲ့အတွက်လူပေါင်း300ကျော်ပြိမိနေပြီးတော့ဖုန်ကြီးကျောင်းရဲ့အပေါ်ထက်အထိကိုရေတွေတက်လာနေပြီလို့သိရပါဗျ။နေပြည်တော်မှာရှိတဲ့ရေကြီးနေတဲ့ကြီးရွာများမှာဖုန်းလိုင်းများဟာလည်းဆက်သွယ်လို့မရပဲ ်လက်ဆက်မိများလည်းပြတ်တောက်နေတယ်လို့သိရပါတယ်ရေစီးနဲ့အတူအိမ်အလုံးလိုက်မျောပါသွားခြင်းကျွဲတွေနွားတွေမျောပါသွားခြင်းများလူသေးဆုံးမှုတချို့လည်းရှိနိုင်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့သတင်းမှန်ပြန်ကြားရေးက ယာဂီမုံတိုင်းရဲ့အရှိန်ကြောင့်နေပြည်တော်ဒေသနဲ့အရှိဘက်ကုန်းမြင့်ဒေသများမှာမိုးရွာသွန်းမှုများပြားလျက်ရှိပြီးတော့ပြည်မနာမြို့နယ်အတွင်ဖြတ်တန်းစီးဆင်းလျက်ရှိတဲ့ငလိုက်ချောင်းစေတေချောင်းနဲ့ပေါင်းလောက်မြင့်များမှာရေတွေမြင့်တက်လျက်ရှိတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်မနာမြို့နယ်အတွင်ငလိုက်ချောင်းစေတေချောင်းနဲ့ပေါင်းလောက်မြင့်တလျှောက်မှာရှိတဲ့အနိုင်ပိုင်း area များကြီးမာများအနေနဲ့ရေပင်အန္တရာယ်သတိပြုကြရန်မနေ့ကသတိပေးချက်ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကမီတာကားတွေကိုနှစ်ဆကျော်အထိတိုးကောက်မယ်လို့ကြေညာပြီးတဲ့နောက်အခုစက်တဘာလဇန်ပိုင်းအတွင်းမှာရန်ကုန်ကမြို့နယ်တချို့မှာလျှက်စစ်မီးတွေတနေကုန်ပြတ်တဲ့အထိကိုစိုးစိုးဝါးဝါးဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်45မြို့နယ်အတွင်းမှာအချိန်အပိုင်းခြားနဲ့မီးပေးနေပြီမယ်။ လာတဲ့အချိန်မှာတော့မလာပေမဲ့ပြက်တဲ့အချိန်ကတော့မှန်နေပြီးတော့အစားထိုးပေးတာမျိုးလည်းမရှိဘူးလို့မယန်းဦးမျိုးနဲ့တမိုင်းတက်ရက်ကွက်မှာနေထိုင်သူတို့ကပြောပြထားပါဗျ။မီတာကားကဒီလားကနေတိုးကောက်မယ်လို့ကြေညာတယ်။အဲ့ဒါဆိုရင်လဲမီးကိုလာတဲ့အချိန်လေးတော့မှန်မှန်လေးလာတင်ပါတယ်ဗျာ။အခုဟာကမနေ့၈နာရီကနေတနာရီကိုဖြတ်တယ်ဆိုရင်လာချိန်တနာရီထိုးလည်းမလာဘူး။ညနေပဲရောက်ရင်လဲဖြတ်တဲ့အချိန်နဲ့တခါတည်းပါသွားရောတနေ့ကုန်မှညနေပိုင်းလေးပဲကြာကြာလေးလာတာအလုံးလုံးရမယ်။ တနေ့ကုန်လုံးတစ်ချိန်လုံးပြတ်နေတာလို့၎င်းကပြောဆိုထားပါဗါးဒါအပြင်ဒဂုံမြို့တဲ့မြို့နယ်တွေဖြစ်တယ်အရှိပိုင်းနဲ့ဒဂုံစိတ်ကမ်းမြို့နယ်တွေမှာလည်းစက်တမာလအစပိုင်းရက်တွေမှာလျှက်ဆက်မီတနေ့ကုန်ပြတ်တော့နေတာတွေကြုံတွေ့နေရတယ်လို့သိရပါဗါးရေလာတဲ့အချိန်ဆိုမီးကမလာဘူးမီးလာတဲ့အချိန်ဆိုရေကမလာဘူး၄ရက်နေ့လောက်ကလည်း24နာရီမကဘူးပြတ်တာ ။လာပြန်ရင်လည်းမီးအားကမပြည့်တာနဲ့တခြားမျိုးနယ်တွေအဲ့လောက်မပြတ်ဘူး။ကိုရီဘက်ကတော်တော်လေးကိုစိုးတယ်။ပြီးတော့လေဒီလကမီတာကတိုးကောက်အောင်ပဲလာကြမှာအခုလိုဖြစ်နေတာလို့တကုံစိတ်ကန်းယူဇနာဥယျာဉ်မျိုးတော်အင်အားမှနေထိုင်သူတို့ကပြောပြထားပါရတယ်။အခုမိုးရသည့်ကာလမှာပဲစီးပွားရေးမျိုးတော်ရန်ကုန်မှာလျှက်စက်မီးစိုးစိုးဝါးဝါးပြတ်တောက်တာတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီကစက်တမလာတရက်နေ့ကနေစတင်ပြီးတော့မီတာကတွေကိုအိမ်သုံးဆိုပါကဓာတ်အားကတယူနစ်ကနေ90ယူနစ်အထိ90ချက်52ယူနစ်ကနေ100ယူနစ်အထိ တရားချက်တရားတယူနစ်ကနေ200ယူနစ်အထိ150ချက်200ယူနစ်နဲ့အထက်ကို300ချက်တုံးရင်ကောက်ခံမယ်လို့ပြောဆိုထားပါတယ်ဒါအပြင်လုပ်ငန်းသုံးဆိုပါကတယူနစ်ကနေ9000ယူနစ်အထိ250ချက် 9000တယူနစ်ကနေ2000တယူနစ်အထိ400ချက်2000တယူနစ်ကနေအထက်900ချက်တိုးမြင့်ကောက်ခံမယ်လို့စစ်ကောင်စီရဲ့လျှက်စစ်ဝင်ကြီးဌာနကဩဂတ်စ်လ30ရက်နေ့မှာထုတ်ပြန်ထားပါတယ်ရန်ကုန်မှာစစ်အာဏာသိမ်းပြီးတော့2022ခုနှစ်နွေအာသီကလေးကလျှက်စစ်မီပြတ်တောက်မှုဟာစိုးဝါစွာဖြစ်နေတာဖြစ်ပြီးတော့မြို့နယ်ပြည်သူတွေရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအသေးစားအလက်စားလုပ်ငန်းတွေစက်ရုံနေမှာပါအခက်အခဲတွေကြုံတွေ့နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ